မင်္ဂလာပါမင်္ဂလာပါနာမည်လေးတစ်ချက်ပြောပြပါအောင်အဲကျုပ်နာမည်ကတော့ကျောက်ကေခိုင်မာဘာလို့ညာလဲအဟုတ်မှာတန်ချေလောက်ပါတယ်တန်ချေကုန်ပြီတော့ဟုတ်ကဲ့โอเคအဲလုတ်တက်လာရှိပြီလေနော်လုတ်တက်တနေ့နဲ့6လရှိပါပြီဒီမှာလောက်ရတာအဆင်ပြေရဲ့လားဟုတ်အဆင်ပြေပါတယ်ဟိုတော့ကကြတော့ဘောနော် ဟိုဘာလို့အိမ်မှာဆိုရင်တပြက်စီလဲမယ်ပကံခွက်ရောက်ဆေးမယ်ဝိတ်လျှော်မယ်အဲ့လိုပဲပေါ့အဲအဲ့လိုထင်ခဲ့ရပေါ့နော်ဒီကြတော့အဲ့လိုမဟုတ်အဆင်ပြေတယ်ဆိုတာဘာလို့ကိုယ့်အိမ်လောက်တာတဲ့စားရင်ဆယ်သားလောက်ပေါ့တာတယ်ဆယ်သားလောက်တာတယ်ဆိုတာဘယ်လိုတာလဲဆိုတော့ကိုယ်ကိုယ့်အိမ်မှာဆိုလို့ရှိရင်ဟိုပေါ့လက်နဲ့ပဲလောရတယ်ပေါ့နော်ဒီမှာတော့မဟုတ်ဘူးစက္ကရိယာမျိုးစုံရှိပါတယ်ဘာလို့ကြံတိုက်ဆက်ပုံဆုံးဆက်ရေဆုပ်ဆက်ပေါ့နော်ပြီးတော့ကြတော့ဟိုပေါ့ဆက်ကတော့မျိုးမျိုးပေါ့ ပြောဆိုပါချောဆက်အမျိုးမျိုးပေါ်လက်ပုတ်ဆက်ဒီမှာအကုန်လုံးရှိပါတယ်ဘာလို့အကုန်လုံးရှိရကြတော့ကိုယ်အိမ်လောက်တာတဲ့ဆိုင်ဒီကဆယ်သားလောက်တာပါတယ်အဲ့ဒါလည်းအဆင်ပြေပါတယ်ဘာလို့ကိုမမြင်ဘူးတဲ့မြင်ရတယ်ပေါ့နော်ကိုမတက်တာလည်းအခုကျတော့တက်တယ်ပေါ့တက်ရှိဝင်နေတယောက်အနေနဲ့ဆိုရောဘယ်လိုလဲကိုကိုကိုအောက်ကြားနောက်ကြားအငငယ်အဲ့လိုတွေဖြစ်ဖြစ်တက်လာအေးလိုရင်းနဲ့ပေါ့နော်ဆက်တော့ကတော့အတင်းငယ်လေးဆင်ရှိပါတယ်ဘာလို့ဩငါဒီအိမ်သွားလို့ချင်းဟိုဒင်းရပေါ့နော်ငါ့ကိုထင်မလားပေါ့တမျိုးထင်မလားဘာလို့ ဟိုပါဆိုကထမိုင်တော့လို့ရှိရင်ပစ္စည်းမျိုးစုံရှိရင်တန်ဖိုးကြည့်ရတယ်ရှိမယ်တန်ဖိုးနဲ့တာလည်းရှိမယ်ဒါပေမဲ့ဝင်ငါသားဆိုတော့မလုံဘူးပေါ့နော်ပါဆိုဒီဆိုင်သွားတဲ့ဆိုရင်အော်ငါမြတ်တမျိုးထင်မလားပေါ့ဟိုတော့ကတော့တိမ်ငယ်လဲပါတယ်ခုတော့မတိမ်ငယ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဟိုသူတို့ကထမိုင်လည်းအပြည့်ဝပေါ့နော်ကိုဒီကုမ္ပဏီကိုယုံကြည်တဲ့အတွက်ကိုကလည်းအမှတ်တော်လုပ်တဲ့အတွက်သူကယုံကြည်မှုအပြည့်နဲ့ တိုင်ငယ်စိမ်းလည်းမရှိတော့ပါဘူးယောဂီမှုအပြည့်ရှိကြဘူးလို့နေနေလေးကိုယ့်အိမ်မှာဆိုလဲဒီလိုလောရမှာပဲဒီမှာဒီကုမ္ပဏီမှာလောက်တော့လဲဒီလိုပဲလောရမှာဒါပေမဲ့ဟိုဘောကဆမိုင်းနဲ့တွေ့တဲ့ခါကျရင်ကိုကကုဆိုလဲရမယ်ဝင်လဲဝမယ်သူတို့လဲစိတ်ကြည်နူးတယ်ပေါ့နော်ဟိုဘကအားရှိတဲ့ခွန်အားနဲ့ပေါ့နော်အားလည်းဖြည့်တယ်ဟိုဘောအမျိုးမျိုးပေါ့နော်စိတ်ကစားနှိပ်ပြီးတော့လုပ်ပေးတဲ့အတွက်ကုဆိုလဲရတယ်ဝင်လဲဝတယ် အာပြီးတော့ဟိုစားဘယ်လိုပြောမှလဲဒီတက်ရှိကုန်ကုန်ပြီဆိုတဲ့အမြောက်ပေါ့နော်သွားရတဲ့နေရာမပြတော့ဘူးခလားအဲဟုတ်ပြီးတော့အာအမြင်ကျဲတာတို့ဘာလို့ရောရှိလားဆက်ဆက်ချင်းနဲ့ဆိုင်ပေါ့နော်ဒီဒီအဲဘယ်လိုမှလဲဒီမှာဝင်လာတဲ့ကာနာတို့ရှောက်တော့ပါအမြင်ကျဲတာတွေပဲရှိလားအေးဟုတ်မသိခဲ့တာတွေမသိခဲ့တာတွေမစဉ်းစားခဲ့တာတွေပေါ့နော်ဟုတ်ရှိပါတယ်ကိုယ်တော့ကတော့ဘာမှမသိပေါ့เนาะဘယ်မှလည်းမသွားတတ်ဘူးပေါ့ဒါပေမဲ့ဒီရောက်တော့ကြတော့မျိုးမျိုးလဲ အဲဘယ်လိုပြောမှာတော့ဟိုအမျိုးမျိုးလဲတွေ့ရတယ်မရောက်ဘူးတဲ့နေရာတွေရောက်ရတယ်ကိုပြောမယ်ဆိုရင်ကိုမသွားဘူးတဲ့နေရာတွေပေါ့နော်အကုန်လုံးနှံ့နှံ့တယ်ပေါ့သွားတာနှံ့တယ်အဲ့ကြတော့ကဘာလဲဆက်ဆက်ဟာရှိတဲ့အတွက်ပေါ့နော်ဆက်ဆက်ဟာလည်းရှိတယ်ပေါ့နော်ဘာလဲနည်းနည်းလေးဟိုလူရဲလဲတယ်လို့ဖြစ်သွားတာပေါ့ဘာလို့ကိုကိုအိမ်မှာဆိုလို့ရှိရတော့ဟိုကိုအိမ်ထဲမှာပဲလုံးလုံးနေရဆိုတော့ဘာမှမသိဘူးလေဒီမှာကျတော့ဒီကုမ္ပဏီဆိုတော့အဲဒီကစမိုင်းသွားတယ်ဟိုကစမိုင်းသွားတယ်ပေါ့နော်အမျိုးမျိုးပေါ့အဲ့ကြတော့မြင်းကျဲလေးတော့ရှိကြပေါ့မတော်မှုတဲ့ကြရီယာလေး မကင်လို့တဲ့ဒါလည်းတော့လေပစ္စည်းတွေလည်းထိသွင်းခွင့်ရတယ်တော့ကြောက်စိတ်ရှိတယ်။ဆလာဦးတော်ကတော့ကြောက်စိတ်ရှိပါတယ်။ဘာလို့မမြင်ဘူးဆိုတော့လေဩပြက်သွားမှာကြောက်တယ်ပေါ့နော်။အခုကျတဖေးဖေးတဖေးဖေးနဲ့ပါဆိုတော့ဟိုဆရာလေးလည်းတင်နေပေါ့ဘလို့တင်လဲဆိုတော့ဩဒီကတော့ဒီလိုလေးလောရတယ်ဟိုကတော့ဟိုလိုလေးလောရတယ်ပေါ့နော်။ဒီခလုံးလေးကိုဒီလိုနဲ့အဲ့လိုလေးတော့တင်ပါတယ်။ဘာလို့အဲ့လိုတင်တော့တည့်ရမဟုတ်တော့ကျတော့တက်သွားတာပေါ့နော်။အခုကျတော့ကြောက်စိတ်မရှိတော့ပါအကုန်လုံးလည်းတက်ပါတယ်။အစမော်ရဲ့ချင်းမွန်တော်ခဏခဏကြားရလား။ဟုတ် ချင်းမွေးတာကြားပါတယ်ဘာလို့ကိုစိတ်ကတော့ကြောက်တယ်လေဘာဖြစ်လို့ကချပါရဲ့သွားပြီးဆိုအောင်ဟောက်အဲတခုတော့ပြောမလားပြောမလားအဲ့လိုတော့အများအန်တွေးတယ်ပေါ့နော်သူအချိန်နဲ့ပေါ့နော်ပြေသွားပြီနိုင်လည်းပြေသွားကိုပြန်ရင်လည်းရောက်ပြီဆိုအေးညီမလေးဒီလူလေးတော့အဆင်ပြေတယ်နော်အရန်အဆင်ပြေတယ်အဲအဲ့လိုတွေချင်းမွေးတာပေါ့နော်အကြနည်းနည်းစိတ်ကပျော်လာပေါ့အလုပ်ပြီးတဲ့အတွက်အဲသူတို့ကလည်းကျေးဇူးတင်တယ်အဲ့ဆိုကစားမနေနဲ့ဟိုတန့်ရှင်းကြောက်အနေနဲ့ဆိုတာထစ်သေးတာတော့ဟိုဘယ်လိုပါလဲ စကားပြောလို့ရှိရင်နေပြောတာတော့အဲ့လိုမျိုးတွေရောခဏခဏကြောင်ရလားအဲ့လိုတော့တခါမှမကြုံခဲ့ပါဘူး။ဘာဖြစ်လို့ကိုကလည်းဟိုသူတို့ကလည်းကိုဟိုပေါ့နော်တတ်ရှိဆိုပြီးတော့လည်းနေင်ကြဆက်ဆက်တာလည်းမရှိဘူးပေါ့နော်။ဘာလို့ကိုကလည်းကစမာပေါ့နော်။အော်ကိုထက်ကိုကဘာလို့သူတို့ကယုံကြည်လို့ယုံကြည်မှုရှိလို့ကိုကိုငှားတာလေ။အဲ့ကြတော့ကုမ္ပဏီလည်းနာမည် ပြက်မှလည်းကိုကဆိုးတယ်လေအဲ့ကြတော့တသက်ရဆိုလို့ရှိရင်ဟောငါဒီလိုလုပ်လိုက်ရင်ဩကုမ္ပဏီကိုဝါလုပ်တဲ့ချိန်မှာဆိုးလို့ပေါ့နော်ဘာသာကုမ္ပဏီလည်းနာမည်ပြက်ချင်ကိုလည်းနာမည်ပြက်ချင်အကြောင်းကုမ္ပဏီလည်းမျက်နှာရအောင်ကိုလည်းမျက်နှာရအောင်ကစ္စမာဘက်ကလည်းဘာလို့ကိုကအဲ့လိုလုပ်ပြီးလို့ရှိရင်ကစ္စမာလည်းကိုဟိုပေါ့ဘယ်လိုပြောမှာမျက်နှာသာပေးတယ်ပေါ့နော်တော့သုံးစလုံးကဘက်ကတော့အဆင်ပြေသွားတာပေါ့ဒီလုံးမှာဩဦးသာတက်လန်းရှိတယ်လို့မြင်လားအလုပ်တစ်ခုအနေနဲ့ဆိုရင်ပေါ့နော်ဟုတ်တက်လန်းရှိတယ်လို့မြင်ပါတယ် ်ဘလူတွေကိုတွေ့လို့အဲ့လိုမျိုးတန်းတန်းရှိတယ်လို့မြင်လာတယ်။ဘလူတွေတွေ့လို့လဲဆိုတော့ဒီမှာကျတော့ဟိုဝင်ငါကြတော့တာမန်ဝန်ထမ်းလေးပေါ့နော်။နောက်တစ်ဖေးဖေးစ조사ပဲလို့ချင်းခေါင်းဆောင်ပေါ့နော်။ခေါင်းဆောင်ကနေပြီးစူပါဖိုက်တာတို့ပေါ့နော်။အမျိုးမျိုးရှိပါတယ်ဒီမှာခေါင်းဆောင်ကတော့လည်းပေါ့နော်။အဲ့ဒါဟောဘဘဖြစ်နိုင်မယ်လို့ထင်လား။ကိုကိုဖြစ်နိုင်မလို့ထင်လားဆိုတော့အဲကြိုးစားပါမယ်။ဟုတ်ကဲ့။မဟုတ်လေလုံချင်မှုရောရှိရလား။လုံချင်မှုရှိပါတယ်။ ဆိုလို့ရှိရင်အခုပေါ့နော်အလုတ်အလုတ်ကလည်းမရှိဘူးပတ်စံလေးလိုနေတဲ့လူတွေတက်ကြအောင်ဒီလောက်ကိုတိုက်တော့မလားပေါ့နော်လာရှောက်လာရှောက်ရင်ရောသူတို့အဆင်ပြေနိုင်တော့လားလာရှောက်ရင်အဆင်ပြေနိုင်တော့လားဟုတ်ကဲ့အဆင်ပြေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လည်းကဲလုံးမရှိတဲ့လူငွေငွေမရှိတဲ့ပေါ့နော်စာဝတ်နေမပြေတဲ့လူဒီလောက်မှအဆင်ပြေပါတယ်လို့ အသက်အရွယ်ပညာရေးချင်းလုံးဝမကြည့်ရဲ့စူးစမ်းချင်သူတိုင်းအတွက်အခွင့်အရေးရှိရဲ့ဟုတ်တယ်ရှင်ပါအလုံးလို့ရဟုတ်ရှိရဲ့နော်